လွလည်ရေးဖောက်ကင်ကြီးဘူဂျုံအောင်ဆန်လုတ်ကြံခံခဲ့ရတဲ့နေ့မတိုင်ခင်အထိမိသားစုနဲ့အတူနေထိုင်ခဲ့တဲ့ဘူဂျုံနေအိမ်ဟာအခုတော့အာဇာနည်နေ့ရောက်တိုင်းဘူဂျုံကိုလွမ်းဆုပ်သူတွေ လာရောက်လိလာကြတဲ့ဘူဂျောင်ဆန်းပြရိုက်ဖြစ်နေပါတယ်။လိလာစရာနေရာ၈ခုရှိတဲ့ဘူဂျောင်ဆန်းပြရိုက်ကို1960ပြည်နှစ်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးအာဇာနည်နေ့ရောက်တိုင်းပြတ်တာထားတယ်လို့မနစ်ကလာရောက်လိလာခဲ့တဲ့လူဦးရေ14000ကျော်ထက်တောင်ဒီနှစ်ပိုများနိုင်တယ်လို့ပြရိုက်တာဝန်ရှိသူဦးကျော်ကြီးကပြောပါတယ်။ဘူဂျုတ်ကွယ်လွန်ပြီးတဲ့နောက်1959မှာပြရိုက်တိဆောက်ဖို့အတွက်ရင်ကျေးမှုဝန်ကြီးဌာနကိုလွှဲပြောင်းပေးခဲ့ပြီး ရေရှည်တည်တံ့ဖို့ကတော့ဤပညာကျွမ်းကျင်သူတွေနဲ့ပူးပေါင်းလှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်1958ခုနှစ်ကနေ1960ခုနှစ်အထိပြရတဲ့အဖြစ်ပြင်ဆင်ခဲ့ပါတယ်အဲ့လိုပြင်ဆင်တဲ့နေရာမှာဒေါက်ခင်ကြီးကိုယ်တိုင်လာပြီးကြီးကြပ်ညွှန်ကြားခဲ့ပါတယ်ပြီးတော့1960ပြည့်နှစ်မှာဒီပြရတဲ့ကြီးကိုစတင်ဖွင့်လှစ်ပြသခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီပြရတဲ့ကြီးရေရှည်တည်တံ့ခိုင်မြဲဖို့အတွက်တော့ဦးလေးတို့ဤပညာဆိုင်ရာကျွမ်းကျင်သူတွေနဲ့ ဥပောင်းပြီးတော့မှပြတိုက်ကြီးကိုရေရှည်တည်တံ့ခိုင်မြဲအောင်ဆောင်ရွက်သွားဖို့ရှိပါတယ်အခုလိုအာဇာနည်နေ့မှာဆိုရင်တော့ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွနိုင်ငံခေါင်းဆောင်ကြီးတွေကိုလောက်ကြံခံရတဲ့နေ့အဖြစ်ပြည်သူလူထုအနေနဲ့မမေ့မလျော့ဘဲနဲ့အမြဲတမ်းတတိယနေဖို့အတွက်ဒီအခုလိုအာဇာနည်နေ့တွေကိုပြုလုပ်ပြီးပြသခဲ့ကြရခြင်းဖြစ်ပါတယ်ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေအတွက်မျက်ရည်ကျမ်းတက်ခံစားရသူကတော့ပြတိုက်ကိုလာကြည့်တဲ့ဥခင်အောင်ပါဗိုလ်ချုပ်မျှော်လင့်ထားတဲ့တိုင်းပြည်မျိုးဖြစ်မလာပဲ ဗိုလ်ချုပ်ကြဆုံးသွားတာဟာတိုင်းပြည်တစ်ခုလုံးနစ်နာသွားတယ်လို့သူကဆိုပါတယ်ဗိုလ်ချုပ်ကြဆုံးသွားတာကိုဘယ်လိုဘယ်လိုခေါ်မလဲရင်ထဲမှာဟိုဖွင့်မပြောနိုင်လောက်အောင်ကိုဝမ်းနဲ့ကြည်꿰ရတယ်စကောဂျူလိုင်းအတိုင်းနေ့မှာဗိုလ်ချုပ်ပြတိုင်းမှာလာပြီးတော့ကျောင်းသားလေးတွေလာပြီးတော့လေ့လာကြအဲကြည့်ယူကြည့်ရှုရတာအခုလိုမျိုးပွင့်လာတဲ့ခါတော့တော်တော်လေးကိုဝမ်းသာလာပါတယ်။နောက်ပဲဒီလိုမျိုးဆက်ပြီးတော့ပွင့်လင်းလာမယ်လို့လည်းကျွန်တော်မျှော်လင့်ထားပါတယ်။အထူးဆုတောင်းစရာမလိုပါဘူး။သူတို့ကသူတို့ကောင်းနေပဲစိတ်ကောင်းစေတနာကောင်းနဲ့လမ်းလျှောက်သွားတဲ့ပုံပေါ်တွေ လူယုံမာတွေရဲ့နော်ဟိုမကောင်းကြံစည်မှုကြောင့်လက်နာဆုံးရှုံးသွားကြတာသူတို့ကောင်းသောနေရာကိုရောက်မှာပါအဲ့ဒီလိုမျိုးပုံကူမျိုးတွေမြန်မာနိုင်ငံမှာဆက်လက်ပေါ်ပေါက်လာပါစေလို့ဆုတောင်းပေးခြင်းဇူလိုင်19ရက်နေ့အာဇာနည်နေ့ထိမ်းမက်ပြလိုက်ကူလာရောက်သူတွေအတွက်အချိုရီစတူဒီတာတိုက်ကျွေးနေတဲ့မြက်ပီတီပရိုက်တာအဖွဲ့ကမတ်အုံမာမြင့်ကတော့ပြရိုက်ကူလူတွေအများကြီးလာကြလို့ကြည်နူးမိတယ်လို့ပြောပါတယ်အလူရှိနေလို့အာဇာနည်ကုန်းကိုတော့တွားပြီးအလေးမပြုနိုင်ပေမဲ့ အာဇာနည်ခေါင်းဆောင်တွေဟာသူ့စိတ်ထဲမှာတော့အမြဲရှိနေတယ်လို့ဆိုပါတယ်။လုံးမဲဝမ်းသာပီတိဖြစ်ပါတယ်။စီဇန်နေတုန်းကတော့ဒီလောက်လူတွေအများကြီးလာလိမ့်မယ်လို့မထင်ဘူးပေါ့နော်။စီဇန်နေနဲ့မှလူတွေအများကြီးလာပြီးတော့အမမရရနဲ့လာကြတယ်။မမေ့ပဲနဲ့အခုလိုမျိုးတတိတရရှိပြီးတော့ကြောင်လို့ဝမ်းလဲဝမ်းသာရဲ့မြန်မာနိုင်ငံသားတယောက်အနေနဲ့လည်းကုန်ပြီးမိပါတယ်။အမှန်တကယ်ဆိုရင်အာဇာနည်ခေါင်းမှာသွားပြီးတော့အလေးပြုချင်တာပေါ့နော်။ဒီမှာလည်းအလှူရှိတယ်ဆိုတော့ဟိုမှာသွားမလုံနိုင်မင်းနဲ့ဒါမဲ့လို့စိတ်ထဲမှာတော့အများရန်ရှိနေပါတယ်။